အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဒီကျွေးမီအန်တွေရဲ့ပွက်ချက်တာနဲ့ပတ်သက်လို့ပေါ့နော်အဲဘူဒူရာရစရာလေးတခုကိုပြောပြခြင်းပါတယ်ကျွန်တော်အကျွေးနဲ့ပတ်သက်ရင်အများအားပြောနေရတိုင်းပဲကော့တက်ဖြစ်တယ်ဘတ်တက်ဖြစ်တယ်ကျွန်တော်တို့အကျိုးရှိစေတဲ့အကျွေးကကော့တက်ဖြစ်ပြီးတော့ကျွန်တော်တို့ဝန်ထုတ်မှုဖြစ်စေတဲ့အကျွေးကတော့ဘတ်တက်ဖြစ်ပါတယ်အဓိကအဖြစ်တော့ကျွန်တော်တို့ငွေချီးတယ်ဒီကနေကျွန်တော်တို့စီးပွားရေးလုပ်တယ် investment တွေလုပ်တယ်အကျိုးရှိတယ်ဆိုရင်ဒါကျွန်တော်တို့အတွက် quota ဖြစ်ပြီးတော့ဟိုကျွန်တော် liabilities ကျွန်တော်ပေးရန်တောင်းနေတဲ့ချီးတာတို့ကျွန်တော်တို့အသုံးစိတ်အတွက်တသက်ချီးတာတို့ဒါတွေကတော့ကျွန်တော်ဘတ်တက်လို့ဆိုတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအကျွေးယူပေးဆိုရင် good up လား bad up လားအဲကျွန်တော်တို့ attribute ပို့လို့တယ်နောက်တစ်ခုကကိုယ့်ရဲ့ဒီကျွေးမိအခြေအနေပေါ့နော်ကျွန်တော်တို့အများအားသုံးသပ်ပို့လို့တယ်ကိုယ့်ရဲ့ဝင်ငွေနဲ့ကိုယူတဲ့အကျွေးနဲ့ကျွန်တော်တို့ balance ဘယ်လောက်ထိဖြစ်လဲကျွန်တော်တို့ချိန်ပို့လို့တယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကနားလဲသဘောပေါက်ဖို့ဆိုရင်တော့ဒီ debt to income ratio ပေါ့နော်ဒီ DTI ratio ကိုကျွန်တော်တို့က ်နားလည်ထားဖို့လိုပါတယ်ဒါဒီ ratio ကတော့ကျွန်တော်တို့ implementation ပါတယ်အဲကျွန်တော်တို့ကိုယ့်ရဲ့ကြွေးမိအခြေအနေကြွေးမိခံနိုင်ရေပေါ့နော်သိကျင်တယ်ဆိုရင်ကျွန်တော်တို့လာစင်ပေးစရာရှိတဲ့အကျွေးကိုတည်ပြီးတော့ကျွန်တော်တို့ရဲ့ဒီလာစင်ဝင်ဝင်နဲ့စားမယ်ပြီးရင်တော့အဲကျွန်တော်ရာခိုင်နှုန်းကိုလိုချင်တဲ့အတွက်ဒါတရားနဲ့မြောက်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ကဒီ debt to income ratio ထွက်လာမှာဖြစ်ပါတယ်။ထားပါတော့ဒီလမှာကျွန်တော်တို့ပေးစရာ5သိန်းရှိတယ်ဆိုတော့ကျွန်တော်ရဲ့ဝင်ငွေက30ဆိုရင်ကျွန်တော်5သိန်း30နဲ့စာမယ်ပြီးရင်ကျွန်တော်100နဲ့ညှောင်းလိုက်မယ်ဆိုရင်ဒါ25ရာခိုင်နှုန်းထွက်လာမယ်ပေါ့နော်။အဲဆိုတော့ကိုယ့်ရဲ့ကျွေးမိအန်ရဲ့အခြေအနေကျွန်တော်တို့က DDI ratio နဲ့ကျွန်တော်တွက်ကြည့်လို့ရတယ်။ကျွန်တော်ပုံမှန်အားဖြင့်ဆိုရင်တော့ဒီ W income ratio ကဒါ43ရာခိုင်နှုန်းအောက်ဆိုရင်တော့အခြေအနေကောင်းတယ်လို့ပြောကြပါရတယ်။အဲတချို့ အဲကျွန်တော်တို့ဒီဘန်ဒီနောက်ငွေချိတဲ့အဖွဲ့အစည်းတွေကတော့တော်တော်ရာခိုင်နှုန်းနည်းတယ်ပိုကြိုက်တယ်ပေါ့နော်36ရာခိုင်နှုန်းအောက်ဆိုရင်ပိုကောင်းတယ်ဆိုပြီးတော်တော်သတ်မှတ်ချတယ်ဆိုတော့ဒီ NL ရှိတဲ့အချို့ကြတော့90ရာခိုင်နှုန်းကျွန်တော်90ရာခိုင်နှုန်းအထက် ratio 90ရာခိုင်နှုန်းအထက်ဆိုရင်တော့ဒါတော်တော်လေး NL ရှိပြီလို့ပြောလို့ရတယ်ဆိုလိုချင်တာကတော့ကိုယ့်ရဲ့အကျွေးကကိုယူထားတဲ့အကျွေးကကိုယ်ဝင်ငွေရဲ့တဝက်ရှိနေတယ်ဆိုရင်ဒါကျွန်တော်တို့ NL များတဲ့ခြေလေးလို့ပြောလို့ရတယ် ဆိုတော့အကျွေးဆိုတာတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်တို့အကောင်းနဲ့ကျွေးရှိတယ်ကျွန်တော်တို့ဝန်ထုတ်မှုဖြစ်စေတဲ့အကျွေးရှိတယ်ကိုယ့်ရဲ့ကျွေးမိအန်ရဲ့အခြေအနေကိုသိကြင်တော့ကျွန်တော်တို့ကဒီ DTI ratio နဲ့တွက်ကြည့်လို့ရတယ်ကျွန်တော်တို့ percentage ဘယ်လောက်ရှိနေလဲအရေးကြီးတာကိုယ့်ရဲ့ဝင်ဝေခြေနေနောက်ကိုယ့်ရဲ့အကျွေးမိပမာဏနောက်တစ်ခုကဒီအကျွေးကိုကျွန်တော်တို့ဘယ်လောက်ထိအကျိုးရှိအောင်အသုံးချမလဲဒါလည်းချိန်ကြည့်လို့ရပါတယ်တုတ်တိတ်ငွေချင်းနဲ့ CY ဆိုင်ရာဗီဒီယိုလေးပုံမှန်ကြည့်ရှုနားဆင်ခြင်းနဲ့ဆိုရင်တော့ channel လေး subscribe လုပ်ထားလို့ရပါတယ် আলোচিত মার